မင်္ဂလာပါရှင်။လဲမယုတ်တန်ရဲ့အော်တိုဘာလ3ရက်နေ့မနက်ခင်းသတင်းဒါထုတ်မှုစီစဉ်စတင်မာရောမေ။ဒီကနေ့မှာတင်ဆက်မယ့်သတင်းတွေကတော့ပညာရေးဝန်ကြီးဌာနမှရာဒူတိုရာဒူပြောင်းကိစ္စရဲ့များကိုတနှစ်မှာမေလနဲ့အော်တိုဘာလတို့မှာနှစ်ကြိမ်ပြုလုပ်မယ်ဆိုတဲ့သတင်း။စံတော်ရှင်ကြိုက်တီရိုးစီရောမြက်ကြီးရဲ့ဗုဒ္ဓပူဇနီးရပွဲတော်နဲ့တောင်တော်ဖွဲ့ပွဲခမ်းနားကိုသတင်းကျွမ်းလာပြည့်နေ့တွင်ကျင်းပမယ်ဆိုတဲ့သတင်း။ တက်ကြွလှရှားသူများနဲ့နိုင်ငံရေးသမားများလိုက်ပါလာတဲ့ဂါဇာထောက်ပံ့ရေးရင်အုပ်စုကိုအစ္စရေးရေတပ်ကချားဖြတ်တားဆီးရတဲ့တင်။ပြည်ထောင်နိုင်ငံဆိုင်ရာတာအာဖရိကတန်မတ်လူပြောက်အတိုင်ခံရပြီးတဲ့နောက်ပါရီမြို့မှာတည်ဆုံနေရတဲ့တင်။လီဝန်ဒေါစကီကိုခေါ်ယူဖို့အေဂျင့်ဖြစ်သူနဲ့ AC Milan တင်ဆွေးနွေးနေရတဲ့အစားရှိတဲ့တွေများကိုတင်ဆက်ပါပါ။ဥဆောင်တဲ့တဲ့ပုတ်အနေနဲ့ ။ပညာရေးဝန်ကြီးဌာနမှယာဒူတိုယာဒူပြောင်းကိစ္စရပ်များကိုတနစ်မှာမေလနဲ့အော်တိုဘာလတို့မှာနှစ်ကြိမ်ပြုလုပ်မယ်ဆိုတဲ့တင်ကိုတင်ဆက်ပါမယ်။ပညာရေးဝန်ကြီးဌာနမှယာဒူတိုယာဒူပြောင်းကိစ္စရပ်တွေကိုတနှစ်ကိုမေလနဲ့အောက်တိုဘာလတို့မှာနှစ်ကြိမ်ပြုလုပ်မယ်လို့ပြည်ထောင်စုဝန်ကြီးဒေါက်တာချောချောစိန်ကပြောပါတယ်။ စက်တမ29ရက်ကနေပြည်တော်ပညာရေးဝင်ကြီးဌာနရုံးအမတ်ဆက်သောအစည်းအဝေးခမ်းမမှာကျင်းပတဲ့ပညာရေးဆိုင်ရာမူဝါဒများသုံးသပ်ခြင်းအလုံယုံဆွေးနွေးပွဲအခမ်းအနားမှာ၎င်းကအခုလိုပြောကြားခဲ့တာပါပြည်တော်စုဝင်ကြီးကအလုံယုံဆွေးနွေးပွဲကိုအစည်းအဝေးပညာကဏ္ဍနဲ့ပတ်သက်တဲ့မူဝါဒတွေကိုနှစ်ရက်ကြာသုံးသပ်အကြံပြုခဲ့ပြီးပေါမောက်ခချုပ်တွေကဥဆောင်ပြီးထိန်းညှိပေးစီလိုကြောင်းနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့ပညာရေးကိုမြင့်တင်ဖို့ဆိုတဲ့ဆောင်မုန်းနဲ့အညီရေးဆွဲမဲ့မူဝါဒတွေဟာဆောင်မုန်းနဲ့ကိုက်ညီမှုရှိဖို့လိုအပ်ကြောင်းအခုဆွေးနွေးပွဲကနေအားအနေချက်တွေကိုဖော်ထုတ်ပြီး အာသာချက်ဖြစ်မဲ့မူဝါဒတွေကိုအတူတကွအကောင်းဆုံးရေးဆွဲနိုင်ကြမယ်လို့ယုံကြည်ကြောင်းယာရူတိုယာရူပြောင်းကိစ္စရပ်တွေကိုတနှစ်ကိုမေလနဲ့အောက်တိုဘာလတို့မှာနှစ်ကြိမ်ပြုတ်လုသွားမှာဖြစ်ကြောင်းဆွေးနွေးပွဲကနေထွက်ပေါ်လာတဲ့ရလဒ်တွေဟာပညာရေးဖွံ့ဖြိုးတိုးတက်မှုကိုဦးတည်ပြီးအလုံးယုံဆွေးနွေးပွဲကနေအကောင်းဆုံးမူဝါဒတွေချမှတ်နိုင်ရေးပူးပေါင်းဆောင်ရွက်ကြစေလို့ကြောင်းပြောပါရယ်အဆိုပါပညာရေးဆိုင်ရာမူဝါဒများသုံးသက်ခြင်းအလုံးယုံဆွေးနွေးပွဲအခမ်းအနားကိုစက်တဘာ29ရက်ကနေ30ရက်အထိနှစ်ရက်ကြာပြုတ်လုပ်ခဲ့တာဖြစ်ပါရယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ ဆနော်ရှင်ကြိုက်ထီးဥစေတော်မြတ်ကြီးရဲ့ဗုဒ္ဓပူဇနီးယပွဲတော်နေ့တောင်တော်ဖွင့်ပွဲခမ်းနားကိုသတင်းကျောလာပြည်နေ့မှာကျင်းပမယ်ဆွဲသတင်းကိုတင်ဆက်ပါမယ်။နေ့စဉ်သတင်းကျောလာပြည်နေ့ကနေကစုံလာပြည်နေ့အထိခုနှစ်လကြာကျင်းပပြုလေးရှိတဲ့ဆန်တော်ရှင်ချိတ်ချိုးစေတော်မြတ်ကြီးရဲ့ဗုဒ္ဓပူဇနီးယပွဲတော်နေ့တောင်တော်ဖွင့်ပွဲခမ်းနားကိုအခုနှစ်မှာအော်တိုဘာလ6ရက်သတင်းကျောလာပြည်နေ့မှာကျင်းပပြုလုပ်သွားမယ်လို့ဗန္ဒာတော်ထိန်ကောဘကဖွဲ့ထံကသိရပါဗျ။ အော်တဝါ6ရက်တနင်္လာနေ့မနက်အစောပိုင်းအချိန်ကစတင်ပြီးစံတော်ရှင်ကြိုက်ထီရိုးစီရောမြတ်ကြီးရဲ့ဗုဒ္ဓဘူဇနီးယပွဲတော်နဲ့တောင်တော်ဖွင့်ပွဲအခမ်းအနားကိုအစဉ်လာမပြတ်ကျင်းပပြုလုပ်တော်မှာဖြစ်ကြောင်းဖန်နာတော်ထင်းကောဘကအဖွဲ့ကောင်းဆောင်ဦးစိုးလှကပြောပါရယ်၎င်းကဆက်လက်ပြီးစံတော်ရှင်ကြိုက်ထီရိုးစီရောမြတ်ကြီးရဲ့ဗုဒ္ဓဘူဇနီးယပွဲတော်ကာလအတွင်းမှာဖျားဖို့တွေတွားရေးလာရတဲ့အတွက်ကြိုက်ထီရိုးတောင်ကြီးမှာရှိတဲ့ကေမွန်စခန်းကနေပြီး တောင်တော်ပေါ်မှာရှိတဲ့ရင်းမြတော်စခန်းအထိကိုတောင်တက်မော်တော်ယာဉ်အသင်းကမော်တော်ယာဉ်152စီးကိုလည်းရင်ကျန်းခိုင်ရဲ့အတွက်သက်ဆိုင်ရာဌာနဆိုင်ရာဖွဲ့စည်းတွေနဲ့စစ်ဆေးမှုလှုပ်ဆောင်ထားပြီးဖြစ်ပါတယ်။အော်တိုဝါတရက်ကစားလို့တောင်တက်ကားတွေစတင်ပြေးဆွဲပေးနေပါပြီလို့ပြောပါတယ်။ဒါပြင်ဖျားဖို့တဲ့တဲခိုနိုင်ရဲ့အတွက်ဟိုတယ်တွေတဲခိုကန်တွေအခပေးအဆောင်တွေနဲ့အခမဲ့တဲခိုဆောင်တွေကိုလည်းပြင်ဆင်ထားပြီးဖြစ်ကြောင်းနဲ့ဖျားဖို့တွေစားရေးတောင်ရေးကိစ္စအတွက်ကိုလည်းထမင်းဆိုင်တွေစားတောက်ဆိုင်တွေကိုပြင်ဆင်ထားပြီးဖြစ်ကြောင်း၎င်းကဆိုပါတယ်။ အဲ့ဒီအပြင်ကိုဖျားဘူးတွေဂျမရဲ့ကိစ္စနဲ့ပတ်သက်လို့လည်းရင်းမြစ်တော်စက္ကန်းမှာစေပေကံဖွင့်လှစ်ပေးထားပါတယ်။လုံချုံရဲ့အတွက်ကိုလည်းကင်မွန်စက္ကန်းကနေရင်းမြစ်တော်စက္ကန်းအထိသက်ဆိုင်ရာလုံချုံရဲ့အဖွဲ့တွေကဖျားဘူးတွေမလိုလားအပ်တဲ့အဖြစ်အပျက်တွေမဖြစ်ရအောင်ဘေးကင်းလုံခြုံစွာဖျားဖူးမြော်နိုင်ရဲ့အတွက်လည်းစီမံဆောင်ရွက်ထားပြီးဖြစ်ပါတယ်။စံတော်ရှင်တိုက်တီယိုးစီရော်မြတ်ကြီးရဲ့ဗုဒ္ဓပုံစံနည်းရပွဲတော်အတွက် ချုပ်တင်ပြင်ဆင်မှုတွေအလုံးလုံးဆောင်ထားပြီးဖြစ်ပါတယ်လို့ဦးစိုးလာကဆက်ပြောပါတယ်။2023 2024ခုနှစ်စံတော်ရှင်ကြိုက်ထရိုးစီရောမြတ်ကြီးရဲ့ဗုဒ္ဓဘုဇနီယပွဲတော်ကာလအတွင်းပြည်ရင်းပြည်ပဖျားဖို့ခရီးသွား9300တောင်သာလာရောက်ခဲ့ပေမယ့်ပြည်ရဲ2024-2025ခုနှစ်ဇန်တော်ရှင်ကြိုက်ထီယိုဇေရောမြတ်ကြီးရဲ့ဗုဒ္ဓဘုဇနီယပွဲတော်ကာလအတွင်းပြည်ရင်းပြည်ပဖျားဖို့ခရီးသွား17.6သိန်းကျော်လာရောက်ခဲ့ကြောင်းဗန္နာတော်ထိန်ကောဘကအဖွဲ့ထံကသိရပါဗျာ။ နှစ်စဉ်တင်းကျော်လာပြင်းနေ့ကနေကဆောင်လာပြင်းနေ့အထိကျင်းပပြုလုပ်လေးရှိတဲ့စံတော်ရှင်ကြိုက်ထီရိုးစီတော်မြတ်ကြီးရဲ့ဗုဒ္ဓဘုဇဏီယပွဲတော်ကိုပုံမှန်ကာလတွေကနှစ်စဉ်ဖျားဘူးသုံးတန်းခန့်လာရောက်လေးရှိကြောင်းလည်းဗန္နာတော်ထင်းကောဘကအဖွဲ့ထံကသိရပါဗျ။ဆက်လက်ပြီးတကြလို့ရှားသူများနဲ့နိုင်ငံရေးသမားများလိုက်ပါလာတဲ့ဂါဇာထောက်ပံ့ရေးရင်အုပ်စုကိုအစ္စရေးရေတပ်ကကြားဖြတ်တားဆီးရတဲ့တဲ့ရင်ကိုတင်ဆက်ပါမယ်။ ဂရတာတန်ဘတ်ပါဝင်တက်ကြွလှုပ်ရှားသူတွေနဲ့နိုင်ငံရေးသမားတွေတင်ဆောင်ကဂါဇာကမ်းရောင်ဒေသကိုဥတီထွက်ခွာလာတဲ့ထောက်ပံ့ရေးရင်အုပ်စုကိုအော်တိုဘလာတရက်မှာအစ္စရေးရေတပ်သင်းမောတွေကကြားဖြတ်တားဆီးရတယ်လို့သိရပါတယ်အထောက်ပံ့ပေးဆို့ခံထားရပြီးအငက်ဘေးဆိုင်နေပြီလို့ UN ကသတိပေးနေတဲ့ဂါဇာကိုရှင်းရင်၄၅ဆင့်ခန့်ပါတဲ့ဂရတာတမ်ဘတ်တို့အဖွဲ့ကအခုညရီလာပေးတာဖြစ်ပြီးစက်တမမှာစပိန်ကထွက်လာခဲ့ပါတယ်။ ချားဖြတ်မတားမီအစ္စရေးစီတက်က၎င်းတို့အဖွဲ့ကိုကြိုတင်တရိပ်ပေးခဲ့ပါတယ်။အစ္စရေးနိုင်ငံသား၏ဝင်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာ၎င်းရေရင်အဖွဲ့ကတိုက်ပွဲစုံကိုနီးကပ်လာပြီးတရားဝင်ရေကြောင်းပေးဆုမှုကိုချိုးဖောက်နေပြီလို့ကြိုတရိပ်ပေးပြီးလမ်းကြောင်းပြောင်းခိုင်းခဲ့တယ်လို့ဆိုပါတယ်။ရေကြောင်းကနေလိုက်ပါဆောက်ရှောက်ပေးခဲ့တဲ့စပိန်နဲ့အီတလီနှစ်နိုင်ငံကလည်းအစ္စရေးရဲ့တားမြင့်စုံကိုမကျော်ဖို့ဂရီတာတမ်မတ်တို့အဖွဲ့ကိုတရိပ်ပေးခဲ့ပါတယ်။အခုခီးစဉ်အတွင်းတူနီရှားမှာ၁၀ရက်ဝင်နှားစဉ်က drone တိုက်ခိုက်မှု၂ကြိမ်ကြုံခဲ့ရတယ်လို့လည်းရေရင်အဖွဲ့ကိုဦးဆောင်လာသူတွေ ကပြောပါတယ်။စက်တမ15ရက်မှာခရီးဆက်ခဲ့ပါတယ်။အော်တိုဝါတရက်မှာ၎င်းအဖွဲ့ကဂါဇာကမ်းမြောင်နဲ့ရေမိုင်60အတွင်ရောက်နေပြီလို့ကြေညာခဲ့ပါတယ်။နောက်တစ်သတင်းတစ်ပုဒ်အနေနဲ့ပြည်ထောင်နိုင်ငံဆိုင်ယာတောင်ဖရီကတန်မတ်လူပြောက်အတိုင်းခံရပြီးရဲ့နောက်ပါရီမြို့မှာတည်ဆုံးနေတဲ့တဲ့င်းကိုတင်ဆက်ပါမယ်။ပြည်ထောင်နိုင်ငံဆိုင်ယာတောင်ဖရီကတန်မတ် MNU ရဲ့နဂိုစင်နာတီအန်ဒဝါကိုစက်တင်ဘာလ30ရက်နေ့ပိုင်းကပါရီမြို့နောက်ပိုင်းမှာရှိတဲ့ကျယ်လီဝိစင်ရှီဟိုတယ်တစ်ခုရဲ့အောက်ခြေမှာတည်ဆုံးလျက်တွေ့ခဲ့ရကြောင်းပြည်သူအစိုးရရှိတဲ့သူကထုတ်ပြန်ထားပါတယ်။အသက်58နှစ်အရွယ်ရှိတဲ့တန်အမတ် နာတီအန်တဝါပျောက်ဆုံးနေကြောင်းစက်တမ29ရက်ညက၎င်းရဲ့ဇနီးဖြစ်သူကတိုင်ကြားခဲ့ပြီးခင်မွန်းထံကနေစိတ်ပူပွဲစားတဆောင်ရခဲ့ကစားထဲမှာအန်တဝါကတောင်းပန်ထားပြီးကိုကိုကိုအဆုံးစင်ရင်မဲ့ပုံရေးထားတယ်လို့ဇနီးတဲ့ကပြောကြောင်းအစိုးရအရှင်းနေရဲ့ထုတ်ပြန်ချက်မှာပါရှိပါတယ်စက်တမ30ရက်မနက်ပိုင်းမှာ Hyatt Hotel ရဲ့လုံခြုံရေးဝန်ထမ်းတအုပ်ကဟိုတယ်အတွင်းဘက်ဝင်းထဲမှာအန်တဝါရဲ့ယုံအလောင်းကိုတွေ့ရှိခဲ့တာဖြစ်ပါတယ်၎င်းတိမ်ဆုံမှုကိုအခုခါမှာစစ်ဆေးနေကြပြီဖြစ်ပါတယ် အန်တဝါဟာဟိုတယ်22ထပ်မှာအခန်းတစ်ခန်းကိုဘုတ်ကင်လုပ်ထားပြီး အခမ်းပဒင်းပေါက်ရဲ့လုံခြုံရေးကရိယာကအတင်းဖွင့်ထားတာကိုစစ်ဆေးတွေ့ရကြောင်းနဲ့အစိုးရရှင်တွေကအဆိုပေမဲ့အခမ်းထဲမှာရုံးကန်ထားတဲ့လက္ခဏာတရားမဝင်စေဝါအရေးအယောင်တွေကိုစစ်ဆေးသူတွေကမတွေ့ခဲ့ဘူးလို့သိရပါဗျ။ဝန်ထမ်းစီရအခြေအနေနဲ့တာမတ်ကြီးတည်ဆုံးခဲ့မှုအပေါ်တောင်အာဖရိကသမ္မတရမာဖိုစာကစိတ်မကောင်းဖြစ်နေကြောင်းသမ္မတရုံးကထုတ်ပြန်ခဲ့ပါဗျ။တောင်အာဖရိကနိုင်ငံသားရေးဝန်ကြီးဌာနအဆိုအရနိုင်ငံဆက်ဆံရေးမြင့်တင်မှုတာဝန်နဲ့အန်တဝါကို2023ခုနှစ်တက်စမမှာပြည်သင့်နိုင်ငံဆိုင်ရာတန်အမတ်အဖြစ်ခန့်အပ်ခဲ့ပါဗျ။ ယ်။သူဟာအရင်ကရဲဝင်ကြီး၊အကစားအမှုပညာနဲ့ယဉ်ကျေးမှုဝင်ကြီးအဖြစ်တာဝန်ယူခဲ့သူဖြစ်ပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့လီဝန်ဒေါစကီကိုခေါ်ယူဖို့အေဂျင့်ဖြစ်သူနဲ့ AC Milan တင်ဆွေးနွေးနေတဲ့သတင်းကိုတင်ဆက်ပါမယ်။ AC Milan သင်းဟာ Barcelona သင်းကပိုလန်တိုက်စစ်မှုလီဝန်ဒေါစကီကိုခေါ်ယူဖို့သူ့ရဲ့အေဂျင့်ဖြစ်သူနဲ့စတင်ဆွေးနွေးနေကြောင်းသိရပါဗျ။လီဝန်ဒေါစကီဟာ Barcelona အသင်းနဲ့2026နေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီးသက်တမ်းတို့ဖို့အလားလာနေပါနေပါတယ်။ဒါကြောင့်ပြောင်းရွှေ့ခြင်းအလွတ်နဲ့ရရှိနိုင်မဲ့ Lewandowski ကို AC Milan အသင်းကခေါ်ယူဖို့စိတ်ဝင်စားနေတာဖြစ်ပြီးဆွေးနွေးမှုအဆင်ပြေပါကတင်ဝင်ကမ်းလှမ်းမှုပြုလုပ်သွားမယ်လို့သိရပါတယ်။ Lewandowski ဟာအသက်38နှစ်ရှိပြီဖြစ်ပေမဲ့ခြေစွမ်းပြနေသေးဖြစ်ပြီးဒီရသည်မှာ Barcelona အသင်းအတွက်ပြန်ပွဲစုံ9ပွဲကစားက၄ဂိုးသွင်းယူပေးထားပါတယ်။ Lewandowski ကတော့ Barcelona အသင်းနဲ့တစ်နှစ်သက်တမ်းတို့ပြီးစပိန်မြေမှာနောက်ထပ်တရသည်ဆက်ကစားသွားဖို့ဆန္ဒ ားရှိနေတယ်လို့သိရပါတယ်။လေမန်ရုတ်တရေမနခင်သတင်းများကိုတင်ဆက်ခဲ့တာပါ။ကြည့်ရှုနားဆင်ခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။မင်္ဂလာရှိသောမနခင်ချိန်ခါဖြစ်ကြပါစေရှင်။